အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့မတားကျွန်တော်ဒီနေ့နေ့လေတောင်ဖြစ်သွားပြီပေါ့နော်မနေ့တောင်မဟုတ်တော့ကျွန်တော်ဒါတော်တော်လေးဘလို့ဖြစ်လဲမသိကျွန်တော်ဒီနေ့က off day ကျွန်တော်အလုပ်မှလည်း off day ဖြစ်ကျွန်တော်လုံးဝအပီးပြန်အိပ်ဖြတ်လိုက်ကျွန်တော်အခုချိန်မှပဲနိုးတယ်လို့ပဲဆိုရမှာပေါ့နော်အဲ့တော့ဒါအခုမှပဲနိုးလို့ကျွန်တော်ဒါဗီဒီယိုရရတယ်ဒါကျွန်တော်လက်ရှိမှာတော့နောက်ဆုံးရ breaking news တခုရှိပါတယ်အဲ့ဒါကဘာလို့ဆိုတော့ Manchester United အသင်းနေနဲ့ ဘရန်ဖို့ရဲ့တောင်ပန်တိုက်စစ်ကစားသမားဖြစ်တဲ့ဒါဘရိုင်းအန်ဘွမ်ဘူကိုတရားဝင်စကားပြောနေပြီလို့သိရတယ်မှာပါပါတယ်။လက်ရှိမှာဘရိုင်းအန်ဘွမ်ဘူရဲ့အပြောင်းအရွှေ့မှာတော့ကျွန်တော်တို့စိတ်ဝင်စားနေတဲ့ကလပ်ပြရာဒရိုလေးကိုများရဲ့အဲဒါမဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကတသင်းတည်းသောအသင်းနဲ့ခုလက်ရှိမှာဆက်လက်ပြီးတော့စကားပြောနေတဲ့အသင်းတသင်းဖြစ်လာခဲ့တယ်။အဲ့တော့လက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့တီးကြတယ်မဲ့ဒါကျွန်တော်တို့မနေ့ကမှ Here we go သွားခဲ့တာတော့ Matthews ခွန်နိုင်အပြောင်းအရွှေ့ဖြစ်တဲ့ Matthews ခွန်နိုင်အပြောင်းအရွှေ့ကဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီနှစ်ဒါကျွန်တော်တို့ တွေ့ရသည်ရဲ့ပထမအဆုံးခေါ်ယူမှုတစ်ခုဖြစ်လာတယ်ဗောနော်တည်ကြတယ်မှာဒါ DF မနေ့ပြန်ကြရလဲ Manchester United အသင်းနေနဲ့မလေးရှားမှာဒါကျွန်တော်ဘောလုံးသွားကံမှာဖြစ်တယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေရှိတယ်။သို့ပေမဲ့တော့ညာလဲအခုလက်ရှိမှာ Manchester United အသင်းနေနဲ့ဒါ Brentford ရဲ့တောင်ပံကစားသမားဖြစ်တဲ့ဒါပြင်သစ်အဲ့ဗောပြင်သစ်တိုက်ဆယ်ဟောပြင်သစ်တောင်ပံကစားသမားဖြစ်တဲ့ Brian Mbwambu ကိုတော့လာမယ့်ဒါတွေ့ရသည်မှာခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးမှုတွေကိုစတင်ပြီးတော့ပြုလုပ်နေပြီဆိုတော့ကောလာဟာလာသတင်းတွေစတင်ပြီးထွက်လာခဲ့တယ်။အဲ့တော့ Brian Mbwambu အတွက်လက်ရှိ ီမာတာကျွန်တော်သိရတော့ဘောเนาะဒါကျွန်တော် brand 4ကသတ်မှတ်တဲ့ဈေးကပေါင်သန်း90လို့သိရတယ်မှာပါတယ်အဲ brand ambo ကဒီနှစ်မှာဒါလုံးဝ breakthrough season တစ်ခုဖြစ်ခဲ့ပြီး ivan tony မရှိတဲ့ brand 4ကိုဒါ yaron wisa နဲ့အတူဒါနှစ်ယောက်သားတကယ်ကိုထိန်းချောင်းပေးခဲ့တဲ့ကစားသမားတွေဖြစ်ခဲ့တယ်ဘောเนาะအဲ့တော့ brand 4အသေးနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ yaron ambo ကိုတော့ထိုက်တဲ့ဈေးရှိရောင်းမယ်ဆိုပြီးလက်ရှိမှာနီးပြဖြစ်တဲ့ တောမက်စရန်ကိုယ်တိုင်ကတရားဝင်ဝန်ခံခဲ့တာကိုတွေ့ရမယ်။ဒါဒီကစားသမားတွေဒါတောမက်စရန်အနေနဲ့ဒါကြော်လာမေးရာဒီမှာဆက်လက်ပြီးထိန်းထားကြတာမှန်ပေမဲ့ဒါတောမက်စရန်အနေနဲ့ဒါသူတို့အသင်းကဘောလုံးအသင်းတသင်းဆိုတာတဲ့ဒါသူတို့နေကစားသမားအသင်းကစားသမားရောင်းချရတဲ့အသင်းတွေတသင်းဖြစ်တဲ့အတွက်ကြောင့်လို့အကစားသမားကအသင်းကထွက်ခွာခြင်းစိတ်ရှိမယ်ဆိုရင်တော့ဒါထိုက်တဲ့နဲ့ကြီးနဲ့ဒါထွက်သွားခြင်းနဲ့ကလပ်ကိုရောင်းသွားမယ်ဆိုတဲ့သတင်းပုံစံမျိုးသူ့အနေနဲ့ဒါ press conference မှာခဏခဏပြောလာတာကိုတွေ့ရမယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်ယာရန်ဝေစောက်ဆိုယာရန်ဝေစောက်ဒီ Brian M. Wambo ကိုပေါင်တန်း90တတ်မှတ်တယ် ဆိုတဲ့ဈေးကတော်တော်လေးကိုဒါဖဲဖြစ်တယ်လူပြောလို့ရတယ်လက်ရှိမှာဒါ Brian Mbowe ရဲ့နှစ်တနှစ်ဖြစ်တယ်ဒီနှစ်က Premier League မှာဒါကျွန်တော်တို့တိုက်စစ်မှုအဲ့ပေါ့အာမိုဟာမက်ဆာလာနောက်တိုက်စစ်မှုဆက်စစ်မဟုတ်ဘဲနဲ့ဒါကြောင့် Twin Go 20ပြီးခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ဒါ GA ကပြန်ကြည့်မယ်ဆိုတာ Brian Mbowe နဲ့28ဂိုးပါဝင်ပတ်သက်ခဲ့တယ်။90 20 Twin ပြီး8ဂိုးဒါကျွန်တော်တို့ဖန်တီးမှုပြုလုပ်ခဲ့တယ်။သူ့နဲ့ဂျားထဲမှာကျွန်တော်တည်တဲ့လောက်ကတော့သူ့အနေနဲ့ဒါ ကာရာဘောင်းမှာဒါကျွန်တော်တကူဖန်တီးမှုရှိတယ်အောင်အလုံးပေါင်းတူတယ်29ခုပါဝင်ပတ်သက်မှုရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်တို့ Brandfo ရဲ့လက်ရှိတောင်ပန်ကစားသမားဒါကျွန်တော်တို့ Brian Ambwan ဘူကဒါ အအသင်းကြီးတချို့ကစိတ်ဝင်စားနေတယ်မမေရတာကျွန်တော်တို့အာစနယ်ကစိတ်ဝင်စားနေတယ်ယူကာဆယ်ကစိတ်ဝင်စားနေတယ်လစ်ဗာပူးကစိတ်ဝင်စားနေတယ်လစ်ဗာပူးအသင်းကလည်းလက်ရှိမှာဒါ Brian M1 မူကတာကျွန်တော်မနစ်ကစောင်းရသည်လောက်ကတည်းကတရဝင်စိတ်ဝင်စားမှုတွေကိုပြသခဲ့ပေမဲ့ဒါလက်ရှိမှာလစ်ဗာပူးအသင်းနဲ့ဒီကစားသမောက်တရဝင်ချိတ်ဆက်မှုတွေတော့မပြုတ်လောက်ရသေးဘူးအခုလက်ရှိမှာအာစနယ်အသင်းက Brian M1 မူကိုစိတ်ဝင်စားမှုတချို့ရှိခဲ့ပေမဲ့သူတို့နေတဲ့တခြားသော target တွေကိုပို့ပြီးတော့အာယုံဆိုင်နေပြီးတိုက်စစ်မှုတွေအဲ့တော့လက်ရှိမှာ Manchester United အသင်းကတော့ရှင်းနေဒါကျွန်တော်တို့ Matthew Cornell ရဲ့အပြောင်းအရွှေ့ပြီးသွား နဲ့ Brian Ambwan ပူပဲချက်ချင်းဆိုလို့လှည့်လာခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့မြင်ရတယ်ဒီမှာပါတော့ဒါကျွန်တော် Manchester United အသင်းနဲ့ Brian Ambwan ပူရဲ့အပြောင်းအရွှေ့အခုလက်ရှိမှာတရားဝင်စတင်ပြီးလှုပ်ဆောင်တော့မှာဖြစ်တယ် Manchester United အသင်းနဲ့ Brian Ambwan ပူရဲ့အပြောင်းအရွှေ့မှာနည်းနည်းလေး tricky ဖြစ်တဲ့ part တစ်ခုရှိတယ် Manchester United အသင်းက Brian Ambwan ပူကိုခေါ်ခြင်းနဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ Alejandro Garnacho ကိုအစားထိုးဖို့အတွက်ဖြစ်တယ်အဲ့တော့ဒီနေ့ဒါအသက်ကနည်းနည်းလေးကွာတယ်မဟုတ်လားကျွန်တော် Alejandro Garnacho ကတော်တော်လေးကိုပူပြီးငယ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ် Brian Ambwan ပူက1900 69ခုနဲ့ဖွာဖြစ်ပြီး25နှစ်သားဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာအသက်ရဲ့အားဖြစ်တော့ကျွန်တော် Brian Ambo မူနဲ့နည်းနည်းလေးပူကြည့်တာမှန်ပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့ Brian Ambo မူကဒါ Alejandro Garnacho ချိုတက်ဆိုင်တော့ဒါကျွန်တော် finishing product တွေတော်တော်လေးကိုပူကောင်းတယ်လို့ပြောလို့အဲ့တော့ of course ဒါ Premier League မှာတော့ဂိုး20သွင်းပြီး16ပါဝင်ပတ်သက်တာအဲ့ဒါကို16ဖန်တီးပေးထားကစားသမားတစ်ယောက်အနေနဲ့ဒါဟာပူကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတာညင်းကြမှာဒါပေမဲ့တစ်ဖက်က Alejandro Garnacho ဘက်ကိုပြန်ကြည့်မယ်ဆိုတော့ကစားသမားက potential ရှိတဲ့ကစားသမားဖြစ်တယ်ထားပါအဲ့ဒါတွေကိုကျွန်တော်မရှင်းတော့ပါဘူးထားပါအဲ့လက်ရှိမှာဒါကျွန်တော်တို့ Manchester United နဲ့ Brian Ambo ကို ဝဲခြင်းနဲ့ဆိုရင်တော့အာလာဟန်ဒူဂါနာချိုကိုဒီယာဒီအပြောင်းရွှေ့စဖွင့်တာနဲ့ကိုတရားဝင်ရောင်းချရတာမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။အဲလက်ရှိဒါကျွန်တော်ကြားရတဲ့သတင်းတွေကမက်သျူးစ်ကော်နာရဲ့အပြောင်းရွှေ့ကအရေးကြနေဖြစ်တဲ့အတွက်ကြောင့်မို့ဒါရူဘင်အာမိုရင်းရဲ့ဘတ်ဂျက်ကိုအရင်ကြီးမထိခိုက်ဘူးလို့သိရတယ်မှာပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ဘရိုင်းအန်ဘွမ်ဘူကိုခေါ်ဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါမက်သျူးစ်ကော်နာရဲ့အပြောင်းရွှေ့လို့မျိုးပဲ အရစ်ကြပုံစံမျိုးခေါ်ယူသွားဖို့တက်ဆက်လက်ပြီးပြင်ဆင်နေတယ်။မန်ချက်စတာနဲ့တင်ဒီနေ့ရတဲ့ကစားသမားတော်တော်များများအရစ်ကြပုံစံမျိုးနဲ့ပဲအရင်နှစ်တွေကလိုပဲဆက်လက်ပြီးအရစ်ကြရတာအထူးဆန်းတော့မဟုတ်ဗျာဒီနှစ်မှာပါဒါဖြစ်လာတာမဟုတ်ဘူးအရင်နှစ်တွေကလည်းအရစ်ကြနဲ့ဒီဘက်တောက်လျှောက်ခေါ်နေတဲ့အကြောင်းဒီနှစ်မှာလည်းအရစ်ကြနဲ့ဆက်လက်ပြီးခေါ်ယူမှာဖြစ်တယ်။အဲ့တော့ Bravo အသင်းကလက်ရှိမှာဒါကျွန်တော်တို့ Brian M1 ပူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးဒီနေ့မှာပိုပြီး tricky ဖြစ်တဲ့ part တစ်ခုကသူတို့တွေအရစ်ကြဆိုတာတဲ့အပီးတခါတဲ့ဒါ90ပြီးနိုင်မဲ့ကလပ်ကိုသူတို့ပူစိတ်ဝင်ဆိုတော့ဘာကြောင့်လဲ Brian M1 ကို90ပြီးနိုင်မဲ့ကလပ်ကသူ့အနေနဲ့ ဒီပတ်စံကိုသူတို့အနေနဲ့ဒါကစားသမားအသက်တယောက်ပြန်ဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Brian and Wambu ရဲ့အပြောင်းရှိစီကနေပြီးတော့သူတို့အနေနဲ့ငွေအလုံးကြီးတစ်ချိန်နဲ့လူချင်းနေတာဖြစ်တယ်ပေါ့နော်။ Collar Hala တွေကအခုလက်ရှိမှာဒါကြောင့် Tottenham Hotspur တင်းနဲ့ဒီအပြောင်းရွှေ့တဲ့ကိုဝင်ဖို့အတွက်ကြိုးစားမယ်ဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမဲ့ Spurs တင်းနဲ့အခုလက်ရှိမှာနီးပြအပြောင်းရွှေ့အပြောင်းလဲကအခုချိန်ထိဘာမှမသိတဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ Sorry ပါသူတို့အနေနဲ့ဒါကျွန်တော်အပြောင်းရွှေ့တဲ့ကိုမဝင်သေးဘူးလို့တဲ့အဲ့တော့လက်ရှိမှာဒါ Manchester United တင်းနဲ့ တောင်းတလူနဲ့ဒီကစားသမားကိုတတိမထားမိအဲ့ပေါ့ဟို တရားဝင်ချိဆက်မှုတွေမလုပ်သေးတဲ့အချိန်မှာဒီကစားသမားကမန်ချက်စတာယူနိုက်တက်အသင်းနဲ့မြန်မြန်ဆက်ဆန်းခေါ်တဲ့နယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ Brian Van Bogor Manchester United အသင်းကတရားဝင်ချိဆက်မှုတွေတော့ပြုလုပ်ထားတယ်။ Brentford အသင်းဘက်ကလည်းဒီကစားသမားကိုရှင်းရှင်းလင်းပေါင်းတန်း90ဈေးသတ်မှတ်ထားတယ်။ Manchester United အသင်းကတော့ရှင်းတယ် Alejandro Garnacho ရဲ့ဒါ replacement ပေါ့နော် Alejandro Garnacho ရဲ့အစားထိုးကစားသမားတယောက်အနေနဲ့ Brian Van Bogor ကိုခုလက်ရှိသူတို့အနေနဲ့ target ထားထားတာဖြစ်တယ်။အဲဒါဘလို့အကုန်လုံးကတော့ဒါကျွန်တော်လက်ရှိမှာ perfect sense ဖြစ်နေတယ်။ဒါပေမဲ့ Manchester United အသင်းကခုလက်ရှိအနေထားရ Alejandro Garnacho ကို ဒါမင်းများဆက်ဆံရောင်းပြီးဒီရတဲ့ပတ်စံကနေပြီးတော့ Brian M1 ကိုဝယ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်နေတာတကူကတော့ United အသင်းတွေနည်းနည်းလေးအခက်တွေ့စရာအကြောင်းရှိတယ်လို့ကျွန်တော်နည်းနည်းနဲ့အဒီနေ့မှာဆက်ပြီးပြောရမယ်ဆို Manchester United အသင်းကဒါတိုက်စစ်ပိုင်းမှာ Liam Delap ကိုလည်းခေါ်ယူဖို့တောက်လျှောက်စိတ်ဝင်စားနေတယ်။ Liam Delap ကို Manchester United အသင်းအနေနဲ့ဒါကျွန်တော် White Lion ရဲ့ replacement တယောက်အနေနဲ့သတ်မှတ်ထားတယ်။ Liam Delap ကိုတစ်ဖက်ကဒါကျွန်တော်တို့ အစ်စဝစ်တောင်ကတော့ကျွန်တော်တန်းဆင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လား UO ပေါ့ပေါင်တန်း30တဲ့နဲ့ရနိုင်မကစားသမားတယောက်ဖြစ်တယ်။ပြောမယ်ဆိုတော့တော်တော်လေးကိုတတ်တာတဲ့ဈေးတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။ဒီညမှာတဲ့ Manchester United အသင်းကလည်းခုန Abraham M1 မူနဲ့ Alejandro Garnacho ရဲ့အပြောင်းရွှေ့တုန်းကလို့ပဲသူတို့အနေနဲ့ဒါ sell before buy ပေါ့နော်။ဒါကျွန်တော်တို့အရင်ဆုံးຢာရောင်းချပြီးမှဝယ်ယူလို့ရမယ်ကစားသမားတွေမှာလည်း Liam Delap ပါလာခဲ့တယ်။ Liam Delap ကို Manchester United အသင်းကခေါ်ယူခြင်းနဲ့ဆိုရင်တော့သူတို့အနေနဲ့လက်ရှိတိုက်စစ်မှုတယောက်ဖြစ်တဲ့ Huawei Land ကိုအရင်ဆုံးရောင်းချပြီးမှ Liam Delap ကိုခေါ်ယူဖို့တော့ကြိုးစားအောင်ဖြစ်တယ်။ဒါ မဲ့လီယမ်တလောက်ကိုခေါ်ယူမဲ့ကိစ္စမှာတော့ Manchester United အသင်းကပုတ်ကူရရသဘောတူညီမှုကအဲ့လောက်ထိခက်ခဲမှာမဟုတ်ဘူးကစားသမားကိုယ်တိုင်က Manchester United အသင်းကိုဒါကျော် Everton တို့ Newcastle တို့ Chelsea တို့တဲ့ဆိုင်လူလူချင်းချင်းပြောင်းရွှေ့နေခြင်းတဲ့အတွက်ကြောင့် Manchester United အသင်းဒီကစားသမားကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း30ပေးုံနဲ့ချက်ချင်းဆိုလိုခေါ်ယူနိုင်မယ့်နေရာမှာရှိတယ်ဒါကြောင့်မို့ Manchester United အသင်းနဲ့ဒီအပြောင်းရှိမှာတည်တည်ချာချာပြန်ကြည့်မယ်ဆိုရင်တော့တေချာတစ်ခုကတော့ဘာလဲဆိုတော့ sorry ပါ အာဟွာလန်ကိုအရင်ဆုံးရောင်းပြီးတော့ဒီကစားသမားရတဲ့ပတ်စံတဲ့သူတချက်ချင်းဆိုဆိုလီယမ်ဒလပ်ကိုဝယ်ယူနိုင်မှာဖြစ်တယ်။လီယမ်ဒလပ်ရဲ့ပုံကူကြီးရသဘောတူညီမှုကအဲ့လောက်ကြီးအခက်တွေ့ဖို့အနေထားမှာမရှိဘူးလို့သိရတဲ့အမှာပါတယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုတော့ဒါပုံကူကြီးရသဘောတူညီမှုကခုန Brian Mbowmo ကပြောမေ့သွားတာ Manchester United အသင်းနဲ့ Brian Mbowmo ကိုခေါ်ယူမဲ့အနေထားမှာဒါကြောင့်ပုံကူကြီးရသဘောတူညီမှုကအဲ့လောက်ဒီခက်ခဲမယ်လို့အဲ့လောက်ဒီခက်ခဲမယ်လို့မဟုတ်ဘူးလို့သိရတယ်မှာပါတယ်။ကစားသမားကိုယ်တိုင်က United အသင်းကိုစိတ်ဝင်စားပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်အကယ်၍ United ဘက်ကသာဒါကြောင့်ပုံကူကြီးရ ာသဘောတူညီမှုကအဲ့လောက်မခတ်ဘူးလို့လည်းသိရတယ်မှာပါပါအဲ့တော့ဒါ Liam Delap က Brian Mwamu ကပုံကိုရေးရသဘောတူညီမှုအဲ့လောက်တိခတ်ခဲမှာမဟုတ်ဘူးအသေးနဲ့သင်ကြားဆွေးနွေးမှုညီနိုင်မှုပဲရှိမယ် Liam Delap ကလွယ်မဲ့စာချုပ်ဖြတ်သင်ချေတန်း30ပေးုံနဲ့ကစားသမားကိုရမယ်တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိ Brentford အသင်းကလည်းဒါပေါင်တန်း50ပေးုံနဲ့ကိုဒါကျွန်တော်တို့ Brian Mwamu ကိုရနိုင်တယ်မှာပါအဲ့တော့ United အသင်းနဲ့ Alejandro Rebre Alejandro Garnacho replacement ရဲ့အခုလက်ရှိမှာဒါသိကြတဲ့အတိုင်းပဲဘဒု White Line ရဲ့ replacement ကိုအခုကတည်းကစတင်ပြီးတော့ရှာဖွေပြီးတော့နံပါတ်1ပြတ်မှတ်တွေကိုစီထား ားနေပြီဖြစ်ပါတယ်ဒါတော့ဗာပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကျင်းလူဆိုတော့ပေါင်းအောင်ကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4u တွေလေးလေးတွေကိုထည့်ပေးချားခြင်းပဲကျွန်တော်မျက်စောကြည့်ပြလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြမြန်မာကလစ်မအမြန်နာဖြစ်ပါတယ်ဒီပါဗျာအားလုံးမကြိုတူပါနဲ့